American ဆိုရယနေ့ရရက်ဆိုင်တာနဲ့ပတ်သက်ပြီးတော့ဆိုရဝင်နေဘာတွေဆက်ဖြစ်မလဲနောက်ဆက်တွဲဘာတွေဖြစ်လာမှကြည့်ရှိမလဲဒါ American သမိုင်းမှာဆိုရင်ထွန်းလက်ထက်မှာဒုလမတတနဝနှစ်ကြိမ်ဖြစ်မှုတယ်အခုဒုတိယတတမှာတင်းမပြည့်ခင်တစ်ကြိမ်ထက်ဖြစ်တယ်ဒီလိုမျိုးဖြစ်တာကတော်တော်လေးကိုအကျိုးရုပ်တဲ့ကိစ္စပါဘာတွေဆက်ဖြစ်မလဲကြည့်ရအောင်ဗျာ အစိုးရဝန်ထမ်းတွေပထမဆုံးအချက်ကအလုပ်ထုတ်ခံရဖို့အရင်မြစ်တက်နေပါတယ်။မြို့ကူနီကအမေရိကန်လွတ်တော်မှာ Republican တင်သွင်းတဲ့ငွေကြေးဥပဒေနဲ့ပတ်သက်ပြီးဒီမိုကရက်နဲ့ Republican တို့နှိမ့်နိုင်မှုဟာလုံးဝမအောင်မြင်ခဲ့တာကြောင့် American အစိုးရလုပ်ငန်းစဉ်တွေရင်နာသွားပါတယ်။ဒီရင်နာမှုကအစိုးရဝန်ဆောင်မှုတချို့မှာယာယီသဘောသာဖြစ်ကောင်းဖြစ်ပေမဲ့အစိုးရဝန်ထမ်းတွေရဲ့လောက်ခလာစာခန်းစားခွင့်တွေမှာတော့ယာယီလဲဖြစ်နိုင်တယ်လို့ အလုံးစုံရပ်တန့်သွားတာလည်းဖြစ်နိုင်ပါလေလုံခဲ့တဲ့နှစ်တွေကဖြစ်ပေါ်ခဲ့တဲ့လာရူအမေရိကန်ဆိုရရန်ရရပ်တန့်မှုတွေကိုပြန်ကြည့်ရင်ဒီကာလတွေမှာဝန်ထမ်းတွေကိုယာယီနားနေခွင့်လိုတတ်မှတ်ပေးလိုက်ပြီးအစိုးရရန်ရပြန်စတင်တဲ့အခါအရင်ရာထူးအလုံးမှာပြန်လုံနိုင်ပါလေဒါပေမဲ့ဒီချမလော့ထရန့်အုပ်ချုပ်ရေးဖွဲ့ကဝန်ထမ်းတွေကိုထာဝရအလုံးဖြုတ်မယ်လို့ချင်းချောက်နေပါလေဒါဟာဒီမိုကရက်တွေကြောင်းလို့လဲဆိုပါလေ အမေရိကန်ဆိုရရင်နေရာဘာကြောင့်ရဆိုင်သွားလဲအော်တိုဘတ်တရနေ့ဟာအမေရိကန်ဖက်ဒရယ်ဆိုရမန်နာယီနဲ့အသစ်ပြန်လည်စတင်ခြင်းဖြစ်ပါတယ်ဒါပေမဲ့ရီပူဘလစ်ကန်တွေတင်သွင်းအရေးကြီးတဲ့ကာလာတို့ရန်မုံဝင်ဥပဒေကြမ်းနဲ့ပတ်သက်ပြီးကွန်ဂရက်လွတ်တော်ကတည်မပြုနိုင်သေးတဲ့အခြေအနေမှာရှိပါတယ်ကွန်ဂရက်လွတ်တော်လုပ်ငန်းဆောင်တော်ထိန်းချုပ်ထားတာရီပူဘလစ်ကန်တွေပါအထက်မြင့်မှာရီပူဘလစ်ကန်က53နေရာဒီမိုကရက်က49နေရာရှိပါတယ်ဥပဒေပြုဖို့အတွက်လိုအပ်တဲ့ထောက်ခံဘေးက60ပါ အလိကာလာတို့ရမဝေဥပဒေကြံတဲ့လိုအပ်တဲ့ထောက်ခံမှုများလို့အခုလိုအစိုးရလုပ်ငန်းရှင်းနာလိုက်ရတာဖြစ်ပါတယ်ထလုံးတော့မှာ Republican ခေါင်းဆောင်ကဂျွန်ပင်းဖြစ်ပြီး Democrat ကိုဆောင်သူကတော့ Chuck Schumer ဖြစ်ပါလေ။အောက်လုံးတော့မှာ Republican မနေရ220ပိုင်ဆင်ထားပြီး Democratic ကမနေရ212နေရရထားပါလေ။အောက်လုံးတော့ Okra Republican Okra က Mike Johnson ဖြစ်ပြီး Republican ခေါင်းဆောင်က State Share နဲ့ ဒီမိုကရက်ခေါင်းဆောင်ကဟာကင်ဂျက်ဖရီဖြစ်ပါလေ။ရီပပ်ဘလစ်ကန်နေတင်သွင်းတဲ့အဲ့ဒီရေလိုရမဝင်မှုချင်းနဲ့လွတ်တော်ထွင်သဘောထားကွဲမှုကြောင့်နိုဝင်ဘာ27ရက်နေ့အစိုးရလုံခြုံရေးဆောင်တာတွေအတွက်အသုံးစရပ်ဆိုင်းထားရတာဖြစ်ပါလေ။အဲ့ဒီရေတို30ဥပဒေမူကြမ်းကိုအတိမပြည့်နိုင်သေးဘူးအစိုးရရင်ထဲရလဲလက်ပတ်နိုင်မှာမဟုတ်ပါဘူးအဓိကညင်ပေါ်တဲ့ကိစ္စကပါလေအဓိကညင်ပေါ်တဲ့ကိစ္စဥပမာကဲလို့ခေါ်တဲ့ ဒီ affordable care act ကို ထားရှိဖို့ဖြစ်ပါတယ်ဒီဥပဒေဟာဝင်ဝင်နေပါသူတွေရဲ့ကျမ်းမာရေးကိုဆောင်ရှောက်ပေးပါအရင်ဒီမိုကရက်သမ္မတဩဘားမားလက်ထက်ကတည်းကစတင်ခဲ့တာဖြစ်ပါတယ်ဒီဥပဒေကိုဇူလိုင်လမှာထရန်ရဲ့စီးပွားဆိုင်ရာအစိုးရအကူအညီတွေဖျက်တောက်ရေးထဲမှာထည့်သွင်းထားတာပါဖျက်တောက်ဖို့ပါဒါကြောင့် Republican တွေလည်းကာလာတို့သုံးစီဥပဒေမှာအဲ့ဒီစင်ရသားဂျမ်းမာရေးဆောင်ရှောက်မှုစည်းစကပြန်လည်ထည့်သွင်းပေးဖို့ ဒီမိုကရက်တွေဘက်ကကြီးကြီးခက်ခါတောင်းဆိုနေကြတာပါဒါကြောင့်လာမယ့်ဗန်နာကြီးနှစ်အတွက်30မှာဒီဥပဒေပြန်လည်မထင်မချင်းဒီမိုကရက်တစ်ဘက်ကရီပဘလစ်ကန်တွေရဲ့ဥပဒေမှချမ်းကိုအတိမပြုတ်နိုင်ဘူးဆိုပါလေ။နောက်ထပ်ဒီမိုကရက်တစ်ဘက်ကတောင်းဆိုချက်ကတော့အမေရိကန်တွေအတွက်ကျမ်းမာရေးအာမခံစည်းစကားချော့ချပေးရေးအထူးခွင့်ရေးကဒီနှစ်ကြာခင်မှာတက်တန်းကုန်မှာဖြစ်လို့ဒါကိုတက်တန်းထပ်တိုးပေးဖို့ဖြစ်ပါလေ။လက်ရှိငြိမ်းပွားမှုကြောင့်အစိုးရရန်နေရာမလဲပတ်နိုင်တဲ့ခြေနေ ဒီမိုကရက်တစ်ဘက်ကယာယီဖြည့်ရှင်းနေတဲ့ကြံပြုတ်ခဲ့ပေမဲ့ရီပပ်ဘလစ်ကန်တွေကတော့ညင်ပါတယ်။ဥမာပြောရရင်ဥပဒေကတည်ပြီးလုပ်နေစဲကာလမှာခေါင်းရဲကနေဆယ်ရဲကြာကာလတူအသုံးစရိတ်မျိုးရေးဆွဲတည်ပြီးလွတ်တော်နဲ့ဆက်လက်ညှိနှိုင်းဖို့ပါ။ဒါမဲ့ရီပပ်ဘလစ်ကန်တွေကတော့ဒီမိုကရက်ခေါင်းဆောင်တွေရဲ့တောင်းဆိုချက်နဲ့အဆိုပြုချက်တွေလက်မခံပါဘူး။ဒီပထမပဲရိုက်ဂန်၊ဒမတ်ထရန့်ကဒီမိုကရက်ခေါင်းဆောင်တွေနဲ့ဆွေးနွေးပွဲကိုလည်း အရေးမပါတဲ့အရာတွေလုပ်နေတယ်ဆိုတဲ့သဘောနဲ့ပြည်တွင်းဝေဖန်ရိုသိမ်းပါတယ်ဒါကြောင့်ပဲလက်ရှိမှာကွန်ဂရက်ကလောက်အတီးပြချက်မရသေးလို့အမေရိကန်ဆိုရရန်နေရာရှယ်ဆိုင်သွားတာဖြစ်ပါတယ်တနင်္လာနေ့ကလွတ်တော်မတဲ့ဟာထရန်တွစ်ဆုံတဲ့ယုတ်တရက်ဖောက်ခွာခဲ့ပါတယ်ဒါနဲ့ပတ်သက်လို့ရီပူဘလစ်ကန်တွေကိုဆိုရရန်နေရာရန်အောင်လုံးဆောင်နေကြသူတွေလို့ဒီမိုကရက်ခေါင်းဆောင်တွေကဖြစ်တဲ့ချက်ရှူမားနဲ့ဂျက်ဖရီတို့ကဝေဖန်ပါတယ်အဲ့ဒီတွစ်ဆုံပွဲပြီးနိုင်ဒရိုင်းဂျာမှာခရိုင်းက သူ့ရဲ့ဗီဒီယိုမှာဗီဒီယိုတစ်ခုတင်ပါလေဗီဒီယိုထဲမှာဂျက်ဖရီဟာမက်ဆီကအုတ်ထုတ်ကကားယူထားပြီးချက်ရှူမပြောတာကိုအဖျားနှစ်ဖက်အပေါ်ကောက်ထားတဲ့နှခမိုးတိုက်ရင်နားထောင်တဲ့ပုံစံနေတော့မှခန့်ကသူ့ရဲ့လူမှုကွန်ရက်မှာဗီဒီယိုအတုတွေအေရန်နဲ့လုပ်ပြီးတင်နေပါလေကျောင်းတို့တွေဒီလိုတရားမဝင်တန်တဘာသာအလုံးကိုကျမရေဆောင်ရှောက်မှုပေးလိုက်မယ်ဆိုရင်သူတို့ကကျောင်းတို့ဘက်ပါလာပြီးကျောင်းတို့ပါတီမဲထဲမှာပြောင်းတဲ့စကားကို AI သုံးပြီး ချက်ရှိမပြောတဲ့ဟန်အတန်တူတော်မှာထည့်သွင်းထားပါတယ်ဒီလိုဗီဒီယိုအတုဖန်တီးတဲ့နဲ့ပြသက်ပြီးဒီမိုကရက်တစ်ဘက်ကဒါဟာမက္ဆီကိုနိုင်ငံသားတွေကိုလူမျိုးရေးခွဲခြားတဲ့အပြုအမူဆိုပြီးအပြင်းထန်ရှုတ်ချပါတယ်တကယ်ရုံမုံမစရာကောင်းတဲ့ဗီဒီယိုပါသမနာတော်ရောက်နေတဲ့အက်ဒလော့လုပ်တယ်ဆိုတာမထင်ရဘူးဒီလိုတူးတန်တစောက်ပြလုပ်တာဘာအကျိုးမှမရှိဘူးသူ့ကိုနားလဲအောင်အကြောင်းပြရတော့မယ်လို့ဂျက်ဖရီကတောင်းပြပါတယ်ဆက်လက်ပြီး ရော်ဘလီဂန်ရဲ့ထိပါနောက်ရှမှုမျိုးစုံကြောင့်အမေရိကန်ပြည်သူတွေရဲ့ကျန်းမာရေးဆုံးရှုံးမှုကိုကောက်ခွဲဖို့ကြိုးတိုဆက်တိုက်ပွဲဝင်နေတယ်လို့ဆိုပါတယ်။ကျန်းမာရေးဆုံးရှုံးမှုရမုံဝင်တဲ့ပတ်သက်တဲ့သဘောထားကွက်လွတ်မှုကိုဖြည့်ရှင်းနိုင်မယ်လားလားအမေရိကန်မှာဝေးကွာနေစေဖြစ်ပါတယ်။ဒါအပြင်ထပ်လို့တော့တီပူချက်ရခဲ့ရင်တော့အောက်လို့တော့တီပူချက်လို့ပါတယ်။အောက်လို့တော့မန်နေယာအများစုကိုရထားတဲ့ train ရဲ့ပါတီဝင်တွေဟာလည်းလက်ရဇုံးတွေဖြစ်ပြီး train နဲ့အယူအဆတူတူတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့အလုပ်တော့ Republican Party ချုပ်ဟာခုချိန်မှာသူတို့နေထိုင်ရာပြည်နယ်တွေရဲ့ကျမကြီးဆောင်ဆောင်မှုဖျက်တောက်ခံရတာနဲ့ပတ်သက်ပြီးစိုးရိမ်လာတယ်လို့သိရပါတယ်။လာမယ့်နိုဝင်ဘာမှာကျမမဲ့ဂျားဖြည့်ရေကော်ပိုမှာ Republican တွေတဲကကျမကြီးစိတ်ဖျက်တောက်ခံရတာမှလည်းမျိုးသူတွေဟာထွန့်ရဲ့ဂျားဖြည့်ရေကော်ပိုဖိအားပေးထောက်ခံခိုင်းမှုတွေကိုပါရင်ဆိုင်နေရတယ်ဆိုပါလေ။လက်ရှိအစိုးရရန်နေရာရက်တက်မှုဟာဒီမိုကရက်တွေနဲ့ညှိနှိုင်းလို့ထွန့်ရဲ့သူ့ပါတီရဲ့စိတ် ဆန္ဒရှိမှုအတိုင်းတာပေါ်မိခုံနေရပါတယ်။ထရန့်ကိုနိုင်ငံတော်ဒီတောင်းမတရေမကြဖြစ်နေတဲ့ကိစ္စကိုပြည်သူ့ဘောဖြေရှင်းဖို့ဆန္ဒမရှိပါဘူး။ဒီပြဿနာဘယ်လိုဖြေရှင်းလဲဆိုတော့မသိသေးဘူးထရန့်ကပြောပါလိမ့်။အင်္ဂါနေ့မှာ crypto base ဈေးကွက်အကျိုးဟောတဲ့ပေါ်လီမကန်ကတော့အစိုးရရန်နေရာပိတ်သိမ်းတဲ့ကြေ86ရာခိုင်နှုန်းရှိတယ်လို့ဖော်ပြခဲ့ပြီးအဲ့ဒီနောက်ပိုင်းမှာတကယ်ပဲပိတ်သိမ်းသွားတာဖြစ်ပါတယ်။ အစိုးရရန်ညာလက်ပတ်မှုရပ်တန့်သွားတဲ့အတွက်ဝန်ထမ်းတွေကိုအမျိုးအစားနှမျိုးခွဲလိုက်ပါတယ်ပြောရမယ်ဆိုရင်တော့ဒီထားတဲ့ဝန်ထမ်းယာယီအနားယူခွင့်ပေးတဲ့ဝန်ထမ်းဒီလိုမျိုးနှမျိုးလုပ်လိုက်ပါတယ်ရန်ညာပြတ်သက်ဝန်ထမ်းခံမှာတော့မူရင်းလောက်ကနေပြန်အမှာပါဒါပေမဲ့တချို့ဝန်ထမ်းတွေကတော့ယာလူကနေပြီးတိုင်ထာဝရရန်နာတာမျိုးဖြစ်နိုင်ပါလေ 2019ကတည်သွင်းထားတဲ့ဥပဒေအရဆိုရင်ရန်လျားပြန်တည်ဝင်တဲ့အခါကျရန်နာထားတဲ့ဝရန်တွေကမူရင်းလောက်ကန်ပြန်လောက်ခွင့်ရှိမှာဖြစ်ပြီးရန်နာကာလာအတွက်လာစားပြန်မှာပါဒါမှမဟုတ်လက်ရှိမှာခန့်ဆိုရဒီဥပဒေတိုင်းလောက်မှာမဟုတ်ဘူးလို့ချင်းချောက်ထားပါလေဘယ်ဝန်ထမ်းဘလို့ထားမယ်ဆိုတော့ကတော့ထိုင်းရဆုံးဖြတ်ပါဒီကာလမှာဆိုရဝန်ထမ်း6သိန်းလောက်ထုတ်ခံရနိုင်ပါလေအစိုးရရဲ့ချိုးလုပ်တွေကလည်းမဖြစ်မနေဆက်သွားမှာပါ လလကတဖွဲ့တွေအတွက် FBI CIA လေကြောင်းထိန်းချုပ်ရေးမှုတွေဒီလောက်ကနေကတော့ရနာချင်းခံရမှာမဟုတ်ပါဘူး။လူမှုခုလုံရင်းနဲ့ကျမ်းမာရေးလို့မဖြစ်မနေထောက်ပံ့ပေးရမယ်ဆိုရဝန်ထမ်းတွေကတော့ဆက်လောက်ကိုင်းနေမှာပါ။အခွန်ဝင်နဲ့မလဲပတ်တဲ့ American Support လုပ်ငန်းလဲပိတ်သိမ်းရတဲ့လုပ်ငန်းတွေမှာမပါပါဘူး။ American ဆိုရရန်ရည်ရတဲ့မှုကခုမှပထမဆုံးဖြစ်တာမဟုတ်ပါဘူး။လုပ်ငန်းတွေနှစ်နှစ်ကျော်2018ဒီဇင်ဘာအတွင်း Ferrari ရမုံနဲ့ပတ်သက်သဘောမတူညီချက်မရလို့35ရက်တာ ရင်ဆိုင်မှုခဲ့ရပါတယ်ဒါဟာအမေရိကန်သမိုင်းမှာအရှိကြဆုံးမှာအဲ့ဒီတော့လည်းအစပြုရေးကုသရေးဝန်ကြီးနေမျိုးလုံးကျော်ရေးအင်အားနဲ့မြို့ပြဖွံ့ဖြိုးရေးပြည်ရေးတရားမျှတမှုပြည်နယ်ရေးအားတိုင်ပို့ဆောင်ရေးဗန်နာရေးဝန်ကြီးဌာနအဲ့ဒီဖရက်ခန်းကိုကူဟာအလုံးစုံပိတ်သိမ်းမှုကြုံခဲ့ရတယ်လို့ဒဇယ်တိုင်းပိတ်သိမ်းမှုတွေကြုံရပါတယ်ဒီဖြစ်စမှာထရန့်ကအမေရိကန်နဲ့မက္ကဆီကိုလက်ဒရိုင်းဆောက်ဖို့ကွန်ကရစ်လွတ်တော်ဆီအောင်ငွေကိုသူ့ပေးဖို့တောင်းပါတယ် အဲ့တော့အလတော်ခရနမစီဘလစီဖြစ်ပြီးဒီကိစ္စသဘောမတူပါဘူး35ရက်ကြာဆိုးရရနာပြီးချိန်မှာထရန့်ကတောင်းဆိုကြရုပ်သိမ်းပါတယ်ဒီဖြစ်စဉ်ကြောင့်ဝန်ထမ်းပေါင်း3သိန်း4တောင်းလုပ်ပြုတ်ပါတယ်ဩဘာမအုပ်ချုပ်မှုတင်း2013အော်တိုဘာမှာလည်း16ရက်ကြာအဆိုးရရနေရရနာမှုဖြစ်ခဲ့ပါသေးတယ်အကြောင်းကတော့ဩဘာမကဲကိုအဆိုးရတောင်းဆိုကနေဖယ်ရှားဖို့ရော်ဘတ်ပရီကန်နီကတောင်းဆိုလိုပါနောက်ပိုင်းမှာအထက်လွှတ်တော်ကနှစ်ဖက်ပါတီတွေပြန်လည်ဆွေးနွေးရင်းပြလေခဲ့ပါတယ် အရင်1980ပြည့်လွန်နှစ်တည်းဒီမိုကရက်တစ်သမ္မတပီဂလင်နဲ့လက်ထက်1980ပြည့်လွန်နှစ်တည်းဒီမိုကရက်သမ္မတဂျီမီကာတာလက်ထက်1990ဘဝဘေကန်သမ္မတဝန်နရီကလက်ထက်မှာလည်းဒီရန်ရပိတ်သိမ်းမှုတွေနဲ့ကြုံခဲ့ရပါတယ်။အရင်အချိန်တွေကခုအချိန်တွေဘာကွာချမှုရှိလဲ။ပြောမယ်ဆိုရင်တော့ဒီချိန်မှာအင်ဖီရိုရဲ့စီမံခန့်ခွဲမှုနဲ့ဘတ်ဂျက်ရုံဟာ အစိုးရရန်ရဲရေးတန်းချိန်တွင်ဝန်ထမ်းများပြားလှုပ်ထုတ်ပြဖို့ညွှန်ကြားစာတွေပေးပို့ပြီးဖြစ်ပါတယ်။အစိုးရအင်ဂျင်စီတွေအနေနဲ့သူတို့ဝန်ထမ်းတွေကိုအစိုးပါရှော့ချရေးစီစဉ်ကြိုတင်ကြောင်းကြားထားမှာဖြစ်ပြီးရန်ရဲရဲတရတဲ့ပြိုင်နဲ့ဝန်ထမ်းတွေကိုအတိပေးဖို့ကြိုတင်မိစ္ဆာပို့ပေးထားတာပါ။ဒါဟာအမေရိကန်သမားတစ်ယောက်ကြုံတဲ့အစိုးရရဲ့ရန်ရဲရန်နာမှုတွေအနက်အပြင်းထန်ဆုံးပြောင်းလဲပါ။ဒါအပြင်အရင်က အစိုးရရည်ရပြန်လဲအသက်သွင်းချိန်မှာမူရင်းရလိုလောက်ကန်ပြန်မှသိကြပေမဲ့ဒီချိန်မှာတော့ဘယ်ဝန်တမ်းမဆိုအလုပ်ထောက်ခံရနိုင်ခြင်းရှိသလိုအစိုးရရည်ရပြန်သက်ဝင်ရင်လည်းမူရင်းရလိုလောက်ကန်ပြန်ရဖို့မသေးကြပါဘူးဒီကြီးညာချက်ပေါ်ဒီမိုကရက်မတ်တွေကတော့ဝေဖန်ပါတယ်ဒါဟာချင်းချောက်အကြက်ကနေလုပ်ရလို့ဆိုပါတယ်ဒီဖြစ်ကြောင့်တခြားပါတီတက်ရောက်နိုင်လေဒီဖြစ်ကြောင့်အလုပ်သွားစင်းထဏာရဲ့လာစဉ်အလုပ်စဉ်ခံစားလဲနှောင့်နှေးကုန်ပါတယ် ဒါအပြင်အော်တိုဘာလလည်းမှာထုတ်ပြန်မှုရထားခဲ့တဲ့ငွေကြေးဖောင်းပုံးဆိုင်ရာအဓိကသတင်းချက်လက်တွေလည်းထုတ်ပြန်မှုနှောင့်နှေးသွားနိုင်ပါလေ။ဒီထုတ်ပြန်သတင်းနှောင့်နှေးတဲ့အခါကျွေးမှုပြဿနာနဲ့ရင်ဆိုင်နေရတဲ့အမေရိကန်တို့ကဈေးကွက်နဲ့စီးပွားလုပ်ငန်းတွေပဲဒီမှာအရေးကြီးတဲ့ရှင်းညွှန်းတဲ့ဥဆိုင်ရာချက်လက်တွေကြန့်ကြာကုန်ပြီးနိုင်ငံစီးပွားရေးအကြီးအကျယ်တက်ရောက်လာမှာကိုတူများပြားကဆိုရင်နေပါလေ။